อ่ะလေอืมကျွန်တော်ရဲ့နှလုံးလေးပါဗျာအဲ့ကောင်အဲ့ကောင်ဖိဖိကန်တော့ရအောင်အောင်းတယ်နော်ဟာအောင်းလားမင်းလိုက်မင်းလိုက်ဟုတ်မမမမမကျွန်တော် hot hot ဟုတ်တယ်ဟုတ်တယ်ဟိုကျွန်တော်ရဲ့နှလုံးသားလေးပါဗျာနှလုံးသားလေးလို့အဲ့ဒါပြီးတော့ချူးလေးဆိုတော့မမဒီထဲမှာဆိုတော့ချူးလေးရတော့တဘာရှိဆုံးထင်တာပဲအလုံးကအလုံးတိုင်းလိုက်တာအလုံးတိုင်းလိုက်တာဘယ်တည်းကတလုံးမှမလွတ်เสียရဘူးသူမပန်းလုံးဘေးနာအိုက်တင်နေတော်တော်များနေပြီဟိုဘာညွန်လုံးလဲကိုကုံတော့ဆဆကိုကုံ မျောနေရဟဲ့နင်နှကန်းကိုအရင်တိမ်းပြီးပြောစမ်းလေပြက်နေတယ်လို့ပဲဒါ origin နဲ့အဲ့တော့ तू ကတော့တော်တော်လေးကိုဒီဇက်ထုတ်မှာတော့အဓိကလုံရင်းလုံနေအဓိကဇက်ကောင်လို့ဖြစ်လာတာပြီးရှင်မင်းလာလဲကောင်းပါလေရှင်မင်းလာနေရာကြာ तू ကဟိုပါပေါ့ဒီမျိုးသားယူပေါ့မျိုးသားယူပေါ့တို့ကအဲဒီထီသုံးနန်းသုံးနေနေနန်းဆန်ဆန်နေနေပြောတဲ့ပုံစံမျိုးမှမှ तू အိုက်တင်ကြတော့ဘလို့ဖြစ်သွားလဲဆိုတော့ဒီခေတ်ပုံစံလေးညွယ်ပြီးလောက်တာအဲအဲ့တော့သူ့နေရာလေးလည်းကောင်းတယ် ပါဗျာသတိတော်လေးရှောက်တင်စရာရှိလို့ပါဖေဟိုသတိတော်လေးကိုတောင်းရမ်းမယ်ဟိုကျင်ရတော့မိသားစုအခုပဲလာပါပြီဖေဟဘလို့လောက်ကြတော့မူပါတော့ဖေဟဟိုအဆုအဆုခဏလေးအလုံးခဏလေးကိုအရေးကြီးွားအရေးကြီးွားဘလီနန်ခန်းစားရပြည်သူအတွက်လည်းအများကြီးစိတ်မကောင်းပါဘူးကျွန်တော်တတ်နိုင်နေတဲ့ဘက်ကနေပြီးတော့ကျွန်တော်ဒီဟိုကခေါင်းစဉ်လေးလို့ပေါ့ကျွန်တော်တို့အားလုံးလူအတူတူဆိုတဲ့အတိုင်းအားလုံးဝိုင်းဝန်းပြီးတော့ကုညီပါစောက်ရှောက်မှသာလေကျွန်တော်တို့ကဒီဟာကြီးကအမြန်ဆုံးပေါ့နော်တို့တို့အတွက်အဆင်ပြေသွားမှာပါဟုတ် ဓိကကျွန်တော်တို့ကပထမဆုံးခွဲပထမခွဲဆိုကျွန်တော်6ခွဲပုံတော့ဆိုကျွန်တော်အရင်ဆုံးကရမယ်အဲပြီးတော့ပြက်ဆက်ကတော့တို့အားလုံးလူအတူတူပေါ့ပြက်ဆက်နာမည်တို့အားလုံးလူအတူတူပေါ့အဓိကကျွန်တော်တို့ကဒီငလင်းပေါ့ငလင်းရေငလင်းတန်ကိုခံကြရတဲ့ပြည်သူတွေအတွက်ကျွန်တော်တို့ပြက်ဆက်ဆိုရင်ပဲလေရံမူမီပြက်ဆက်ဆိုရင်ပဲလေကျွန်တော်တို့ဟာနည်းနည်းလေးဟိုပေါ့ရိုးရိုးဟာတာပြက်ဆက်နဲ့တူပါတယ်ရိုးရိုးဟာတာပြက်ဆက်ကလေးကိုပဲကျွန်တော်တို့ကဒီအကြောင်းအရာလေးနည်းနည်းလေးပဲပါတယ်ဂျန်တဲ့ဟာကတော့ရိုးရိုးဟာတာပြက်ဆက်ပဲရိုးရိုးဟာတာပြက်ဆက်ကိုကျွန်တော်တို့ လှုပ်ထားတာပါဟုတ်ဟိုဘာလို့ပါတယ်ရှင်မွေလာပါတယ်နောက်ကကောင်းထက်ဇံပါတယ်နောက်ကကြာတော့မင်းသားနည်းနည်းမေ့တယ်အဲ့တယောက်ပါတယ်နောက်ကတော့ချူလေးပါတယ်အဲနောက်တော်တော်များများပါပါတယ်လူရှင်တော်တွေကဆိုကူအော်ရင်းတို့ပါတယ်နောက်လူရှင်တော်လက်သစ်တွေကဆိုရင်ပီရတို့မောင်ကင်းတို့ပါပြီးတော့ရွှေရွှေတွေအများကြီးပါတယ်ဟုတ်ပြီးတော့ချူစစ်ဟန်းတို့အများကြီးပါပါတယ်ဟုတ်ကျွန်တော်စီပါတော့ MRTV ဖို့အင်အားစုတွေပုံများတယ်အဲ့ရလူတွေမို့ အဲပြောရရင်ဟိုအလောက်ပဲရှိသေးတယ်ကျွန်တော်တို့3ရက်လောက်ပဲရှိသေးတယ်3ရက်လောက်ပဲရှိသေးတယ်3ရက်လောက်ပဲရှိသေးတယ်တိုက်ရတာနည်းနည်းအချိန်ကတော့တားနေပါဟုတ်ဟုတ်ကဲ့အဓိက main ကတော့ကျွန်တော်ဒီထဲမှာတွေးရတာတော့အဲ့ဒီဟိုဟာပေါ့အဓိက main ကတော့ကျွန်တော်တို့ဒီကောက်ကောက်ထက်ဆိုင်ကောက်ထက်ဆိုင်တော်တော်လေးကိုဟိုတော်တော်လေးကိုကောင်းတယ်သူ့ရဲ့ idea လေးတွေပါလေးတော်တော်ကောင်းတယ်ကျွန်တော်တခါမှမစုံဘူးပါဘူးဒီခါမှစုံဘူးလားအဲပြီးတော့ချူးလေးဆိုတော့မမဒီထဲမှာဆိုတော့ချူးလေးကတော့တဘာရှိဆုံးထင်တာပဲအလုံးကအလုံးတိုင်းလိုက်တာ လုံးတိုင်းလိုက်တာဘယ်တွေကတလုံးမှမလွတ်เสียရဘူး။ तू မပန်းလုံးဘေးနာအိုက်တင်เนี่ยတော်တော်များနေပြီ။အဲ့တော့ तू ကတော့တော်တော်လေးကိုဒီဇက်ထုတ်มาတော့အဓိကလုံရင်းလုံနေအဓိကဇက်ကောင်းလို့ဖြစ်လာတာ။ပြီးရှင်မင်းလာလည်းကောင်းပါလား။ရှင်မင်းလာနေရာကြာတော့ तू ကဟိုပါပေါ့။ဒီမျိုးသားယူပေါ့။မျိုးသားယူပေါ့။တို့ကအဲဒီထီသုံးနန်းသုံးနေနဲ့နန်းဆန်ဆန်နေနဲ့ပြောတဲ့ပုံစံမျိုးမှမှ तू အိုက်တင်ကြတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီခေတ်ပုံစံလေးညွယ်ပြီးလောက်တာ။အဲအဲ့တော့သူ့နေရာလေးလည်းကောင်းတယ်။ ဟာတော်တော်လေးတူရတယ်သူအဆင်ပြေပါဗျာဟာမဟုတ်ဒန်တန်းကကုစုမမင်းပါပြီးတော့ဇလန်းကလည်းကုသဥမောင်ပါသူတို့ကမအားတဲ့အခါကျတော့ကိုပူဆန်းကနေပြီးတော့သူတို့ကလည်းအလုပ်တွေကအများကြီးဥအများကြီးဖြစ်တဲ့အခါကျတော့ဒီဇက်ဖုန်နဲ့ပါညာတာရကာဆိုတော့ကိုပူဆန်းနဲ့ကျွန်တော်တို့ကစကိုင်းထဲမှာအများကြီးလှုပ်ခုတော့လှုပ်ခုတဲ့ကဲအချိန်ကလည်းတူတဲ့အခါကျတော့ကုစုမမင်းတို့ကလည်းမအားတဲ့အခါကျတော့ကျွန်တော် ကူညီတောင်းပြီးတော့ဇက်တိုက်ပေးရတာပေါ့ဇက်เสียရလုပ်ပေးရတာပေါ့ဟုတ်ဟုတ်အဲ့တော့ကျွန်တော်တို့ဟာသားဖြည့်တယ်ဆိုတော့ကိုတဲဦးမောင်ရဲ့အကြံစီပါပဲပြီးတော့ဒီတစင်းတစင်းမှာလူရှင်တော်လေးပေါ့တယောက်လောက်ကတ်ကတ်ပေးထားတာကတ်ကတ်ပေးထားရဆိုတာအဓိကအားဖြင့်တော့ဒီရွှေချိုကြီးလဲပါတယ်တချို့ဆိုရင်ဒီခုံမောင်ဇက်ခုံမောင်မတက်ဘူးတဲ့လူတွေပါတယ်ပေါ့ပါတဲ့ခါကျတော့ဒီမိုက်ကိုဘလို့ပြောရမယ်မိုက်နဲ့ဘလို့လေးချင်းရမယ်ဆိုတဲ့ဟာမျိုးကြီးကြသူတို့သိပြီးတော့နားမလဲဘူးနားမလဲတဲ့ခါကျတော့တစင်းတစင်းမှာအဲ့လူရှင်တော်လေးတွေကတ်ပေးတဲ့သဘောမျိုးပါလူရှင်တော်ကြီးပဲတော့တိတ် အများကြီးမပါဘူးတကယ်ဒီကျွန်တော်ကနောက်ကနေပတ်မိုးပေးရတဲ့သဘောလောက်ပါပဲဟုတ်အအမှန်ဆိုရင်ကျွန်တော်ကြာယူရကျွန်တော်ဒီမျိုးသားဆန်ကိုမရောက်တာလဲတော်တော်ကြာပြီပြီးတော့လည်းဒီလိုပွဲမျိုးတွေမကဖြစ်တာလဲတော်တော်ကြာပြီကျွန်တော်ခေါ်တဲ့အချိန်မှာလည်းကျွန်တော်အကြောင်းမျိုးရအောင်ကျွန်တော်မပါခဲ့ဘူးပေါ့မပါဝင်ခဲ့ဘူးပေါ့နော်အဲ့လိုဒီကကျွန်တော်တို့ခေါ်တဲ့အခါကျတော့ကျွန်တော်ဘလို့စိတ်ထဲမှာဖြစ်သွားလဲဆိုတော့ကျွန်တော်မလှနိုင်ကျွန်တော်မန်နေမြောင်ငွေကြီးရအောင်ကျွန်တော်ချမ်းသာတဲ့လူတရားမရှိဘူးငွေအများကြီးကျွန်တော်လူတရားမဟုတ်ပါဘူးဒါပေမဲ့ ကျွန်တော်အမှုပညာအလူအနေနဲ့ကျွန်တော်တတအားပေါ့ကိုတက်နိုင်တဲ့ဘက်ကတွေပါဝင်ပြီးတော့ကုညီဟိုးဆိုပြီးကျွန်တော်ဒီအားလေးကိုလက်ခံတာပါဒီမှာပူပေါင်းပါဝင်တာပါဒီတွေလည်းအများကြီးကိုကပါဝင်ခင်းရတဲ့တွေလည်းအများကြီးဝမ်းသာပါတယ်ပြီးတော့ဘာပဲပြောပြောမလီနန်ခန်းစားရဲ့ပြည်သူတွေအတွက်လည်းအများကြီးစင်ကောင်းပါဘူးကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်ဒီဟိုကခေါင်းစဉ်လေးလို့ပေါ့ကျွန်တော်တို့အားလုံးလူအတူတူဆိုတဲ့အတိုင်းအားလုံးဝိုင်းဝန်းပြီးတော့ကုညီပါစောက်ရှောက်မှသာလဲကျွန်တော်တို့ကဒီဟာကြီးအမြန်ဆုံးပေါ့နော်သူတို့အတွက်အဆင်ပြေသွားမှာပါဟုတ် အဲပြောရအောင်တော့ကျွန်တော်ပူလွှမ်းရတာပေါ့ကျွန်တော်ပူလွှမ်းရတယ်ဆိုကျွန်တော်ဒီဇက်ကုံထဲဝင်လိုက်တာနဲ့ကျွန်တော်ရင်ကျုံးမှာလှုပ်လာတော့ဟိုဘက်အချမ်းနေမှာဆိုကျွန်တော်လေးချင်းခဲ့တဲ့နေရာတွေကျွန်တော်တို့ကခဲ့တဲ့နေတိုင်းရုံးတက်ခဲ့တဲ့နေရာတွေပေါ့ဗျာပြောရဒီဇက်ကုံဆိုနေတိုင်းကျွန်တော်မြင်နေရမြင်နေရကျွန်တော်မျက်လုံးထဲမှာတချို့ဆိုရင်လည်းတကယ်ချင်းတွေမရှိတော့ဘူးတချို့ဆိုရင်လည်းသိရမလားဒီရင်ကျုံးကဟိုဘက်နေပြည်တော်ဘက်ပြောင်းသွားတဲ့ကောသူတို့မတွေ့ရတော့ဘူးပေါ့အဲ့တော့ကိုဒီထဲဝင်လိုက်တာနဲ့ရင်ထဲမှာအာဒီအရာတွေကိုကျွန်တော်စိတ်ထဲမှာတအားလွမ်းနေရအချိန်လေးကြာခဲ့ပြီ15နှစ်နဲ့20ဘူးเนาะ ဟာပြီးအဲစနားနေ့နေ့နဲ့ဆိုဆိုတာလေကျွန်တော်တို့ဘဝအတွက်ကတော့မနေ့တနေ့ရလူပဲဖြစ်နေတာဘယ်သူနဲ့ပဲပြန်ပြီးဩငါတို့ကဟိုတနေ့ကတွေးလိုက်တာတည်းဘယ်တော့မဟုတ်ဘူး15နှစ်နေ့နေဆယ်ရှိပါပြီအဲ့တော့ဒီဇက်ခုံရောက်တဲ့အချိန်မှာအလွမ်းဆုံးလူသားကတော့ကျွန်တော်ပဲထင်ပါတယ်အဲကျွန်တော်ဒီနေ့ပွဲလေးကတော့ကျွန်တော်တို့အားလုံးပေါ့3ရက်ပေါ့ တော့ရကျွန်တော်10ရက်နေမှာရုပ်ရှင်17ရက်နေမှာကျွန်တော်တို့ဒီဂီတ12ရက်နေမှာသဘင်ပေါ့အဲ့ဒါသဘင်ရုပ်ရှင်ဂီတပူပေါင်းပြီးတက်ဆက်တဲ့ပွဲလို့ပဲဖြစ်ပါတယ်အဲ့တော့အနုပညာခန်းစားမှုလေးတွေကိုကြည့်ရှုရင်းနေပေါ့အာဘရာကြီးဖြောင်းပြေတက်ဆက်မှုအာဘရာကြီးကြည့်ရှုရင်းနေအလူငွေများလဲကျွန်တော်ထည့်ဝင်လူတန်းနိုင်ပါတယ်ကျွန်တော်ဖုန်းနံပါတ်တွေလည်းရှိပါတယ်အဲ့တော့အားလုံးအတူတူဝိုင်းဝန်းပြီးတော့ပူပေါင်းပါဝင်ပေးကြပါလို့မြေတရက်ကပါ